TV ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။နိုဘယ်ဆုအတွက်ငြိမ်းချမ်းရေးဖော်ဆောင်သူလို့သူကိုယ်တိုင်စီရင်လှုံ့ဆော်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာအော်တိုဝါလ15ရက်နေ့ပုံတုံးနေ့ကအင်ဖြူတော်ညစာစားပွဲမှာသူ့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်ခဲ့မှုတွေကိုထောက်ပြကုန်ဖော်ပြောဆိုခဲ့ပြီးနိုဘယ်ဆုမရခဲ့တဲ့အပေါ်လဲအရှုံးဖောက်ခဲ့ပါတယ်။သူဟာရှစ်လအတွင်းမှာစစ်ပွဲရှစ်ခုကိုရပ်တန့်ခဲ့တယ်။နိုဘယ်ဆုရခဲ့သလားမရခဲ့ဘူးလေဆိုပြီးထရမ့်ကပြောကြားခဲ့တာပါ။ ထိုင်းစစ်တပ်ကဒုတိယပုံမှုကြီးဘာရမီစရိချာကဇူလိုင်လ16ရက်နေ့မှာထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားနေတဲ့နယ်စပ်မြင်းနားမှာကင်းလည်နေတော့သူ့ရဲ့အဖွဲ့ဝင်တအုံမြင်းမြုံမိုင်းနင်းမိပြီးခြေချင်းဝဲပြက်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒီဖြစ်ရကြောင်းကမ္ဘောဒီးယားရဲ့အစိပ်ပိုင်းတွေမှာ ပြန်ကျဲနေတဲ့ဆိုဗီယက်ခေတ်က PMM2S အမျိုးအစားမြေမြုပ်မိုင်းတွေနဲ့ပတ်သက်ပြီးတပ်တမန်ရေးရအငင်းခုံတွေဖြစ်လာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံထဲမှာ CIA လျှို့ဝှက်စစ်စင်ရေးတွေဆောင်ရွက်ဖို့ခွင့်ပြုချက်ပေးထားတယ်ဆိုတဲ့သတင်းမှန်ကန်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုလိုက်ပါတယ်။ဒီလိုခွင့်ပြုရတာဟာဗင်နီဇွဲလားကအကြမ်းသားတွေကိုအမေရိကန်နဲ့လွှတ်နေတာနဲ့မူရစ်စေဝါအများပြားဝင်ရောက်နေတာဆိုတဲ့အကြောင်းနှစ်ချက်ကြောင့်ဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။